ဗုဒ္ဓဟူးချူကတော့လက်ရှိရှိနေတာကဘယ်မှာရှိနေလဲဆိုပိဋကရာသီမှာရှိနေတယ်ပိဋကရာသီကနေပြီးတော့မိထုံရာသီကိုပြောင်းပါမယ်เนาะအဲ့တော့ဂျိုးပြောင်းလဲတွေရှိနေသလိုလက်ရှိဂျိုးတွေရှိနေတဲ့အနေအထားရเนาะကျမတို့ဘာဒီဂျုံမနိုင်တယ်လဲလို့ပြောရင်လက်ရှိအနေအထားမှာတော့เนาะဒါပြီးခဲ့တဲ့အပတ်ကပြောခဲ့သလိုပဲเนาะတဘာဝ တဘာဝကြမ်းတမ်းတဲ့တဘာဝကိုကျမတို့ကြုံရနိုင်တယ်နော်မိုးများတာရေကြီးတာ မုန်တာနော်မေလနော်ပထမဘက်10ရက်ဒီဘက်ပိုင်းပေါ့နော်မေလ10ရက်ဒီဘက်ပိုင်းမှာကျမတို့မုန်တိုင်းကြုံရနိုင်တယ်နော်မုန်တိုင်းကဘယ်လိုပြောရမလဲအကြီးစားမုန်တိုင်းတော့မဟုတ်ပါဘူးအသေးစားမုန်တိုင်းလည်းမဟုတ်ဘူး အလက်စားမုံတိုင်းကျုံရနိုင်ပါတယ်နော်မြန်မာနိုင်ငံတနိုင်ငံနဲ့ကျုံရတာမျိုးမဟုတ်ပါဘူးအမေရိကမှာဖလော်ရီဒါမှာမုံတိုင်းကျုံရနိုင်ပါတယ်ပြီးတော့ကျမတို့နော်အဲမက္ဆီကိုပေါ့နော်ကျမတို့မက္ဆီကိုနိုင်ငံမှာလည်းမုံတိုင်းကျုံရနိုင်တယ်ကျူဘာနဲ့နော်အာရေဗျာပင်လယ်မှာလည်းဒါကျုံရနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့မြန်မာနိုင်ငံမှာတော့ပင်လယ်နဲ့နီးတဲ့မြစ်ချောင်းအင်းအိုင်တွေနဲ့နီးတဲ့ဒေသတွေမှာ မုံတိုင်းကြောင့်မိုးရွာတာတွေရေရှမ်းတာတွေမြေပြိုတာတွေဒါမျိုးတွေကြုံရနိုင်ပါတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့မုံတိုင်းကြုံရတယ်ရေများတယ်ဒေသတွေအတွက်ကဘာလုပ်လို့ရတယ်လဲဆိုရင်ကျမရေတရားတစ်ခုပေးပါမယ်အဲ့ဒါဘာလဲဆိုတော့เนาะအဲရွက်လเนาะရွက်လလေးညွတ်ရွက်လလေးညွတ်နဲ့ရေမွှေးနှင်းစီ၃ဖွင့်เนาะ ဖះမှာတင်ပြီးပါဘယ်နေ့ကနေစတင်ရမလဲဆိုရင်ဇွန်လ၁ရက်နေ့ကနေပြီးတော့ဇွန်လ9ရက်နေ့အတွင်းမှာနော်ဘယ်နေ့ပဲဖြစ်ဖြစ်၁ရက်နေ့ကနေ9ရက်နေ့အတွင်းမှာသဘာဝဘီနော်သဘာဝဘီနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုပြောမလဲထိခိုက်ပျက်စီးမှုနော်နေစေခြင်းနဲ့နော်ဘေးဒဏ်ကင်းစေခြင်းနဲ့ဆိုရင်ရွက်လာကျမတို့လေးညွန့်နဲ့ရေမွှင်းနှင်းစီ၃ပွင့်ကိုအိမ်ကဖះမှာ ူထားပေးပါเนาะเนาะအဲဂျုံလာတရက်နေ့ကနေပြီးတော့ဂျုံလာခုနှစ်ရက်နေ့အတွင်းမှာနေ့လိုက်ဆောင်းရံရှောင်းရံတွေကိုကျွန်မပြပြသွားပါမယ်ဒါပြီးရင်တော့ဒီကာလအတွင်းမှာအာယုသခတ်ဂျုံနဲ့အသက်ပိုင်းခြားတွေကိုကျွန်မပြပြမှာဖြစ်ပါတယ်ဂျုံလာတရက်နေ့တနင်္ဂနွေနေ့เนาะဂျုံလာတရက်နေ့တနင်္ဂနွေနေ့ကတော့နေ့ရအခါအကောင်းအဆိုးနှစ်မျိုးစလုံးဂျုံနိုင်တဲ့နေ့ဖြစ်ပါတယ် ကျက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံစေတတ်တဲ့တီတိဝဆယုတ်နဲ့เนาะထိ kait ပျက်စီးမှုတွေကိုဖြစ်ပေါ်စေတဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဂျုံလာတည့်ရက်နေ့တနင်္ဂနွေနေ့ရเนาะအဲ့တော့ပြောမယ်ဆိုလို့ရှိရင်เนาะရက်နေနဲ့ဆိုရင်ရက်ကျန်းတယ်လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်2နာရီ50ကနေမနက်4နာရီ50အတွင်းအမောင်ကာလဖြစ်သလိုညနေ3နာရီ 14မိနစ်ကနေည6နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်အဲ့တော့အမောင်ကာလတွေမှာကိုလုံးမဲ့နော်မင်္ဂလာအခါယူပြီးလောရမဲ့ကိစ္စတွေအောင်မြင်စီလိုတဲ့ကိစ္စတွေဆိုရင်တော့အမောင်ကာလတွေကိုရှောင်ပြီးတော့လုပ်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်။တံပွင့်လက်ပွင့်စီတဲ့အရာကတော့အပြာနှုတ်ရောင်ဖြစ်ပါတယ်။မိုးပြာရောင်ဖြစ်ပါတယ်။အယက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့တောင်ရက်ဖြစ်ပါတယ်။ ရွပွားမဲ့ဂါထာအနေနဲ့ကတော့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။ဆုံးကတ်မယ်ဆိုလို့ရှိရင်တော့เนาะကျမတို့တနင်္ဂနွေနေ့ဖြစ်တယ်ဆုံးကတ်မယ်ဆိုလို့ရှိရင်အမြင့်အညွန့်ကိုလည်းကျမတို့ကကတ်လို့ရတယ်တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကျမတို့က ဒန်းကြီးညွန့်ကိုလူလို့ရတယ်เนาะဟုတ်ဘူးဒန်းကြီးညွန့်တော့ sorry ဒါအညွန့်အနေနဲ့ပေါ့เนาะစွန်းအနေနဲ့ဘာကတ်ရမလဲဆိုရင်တော့နဝင်းစွန်းကတ်ပါလို့ကျွန်မကတိုက်တွန်းပါတယ်เนาะနဝင်းစွန်းကတော့တင့်လျော်တယ်အခါရကောင်းမွန်တဲ့စွန်းဖြစ်ပါတယ်เนาะဂျုံလနှစ်ရက်နေရတော့ကျမတို့သုံးမြရုပ်နဲ့ဓွာချရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะသုံးမြရုပ်ကကြတော့ ချမ်းသာကြီးပွားခြင်းကိုဖြစ်စေတဲ့ယုတ်တော်မယုတ်ကနော်လွာချယုတ်ကကြတော့ဥစ္စာပစ္စည်းတွေကုန်ဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့အကောင်အဆိုးနှစ်မျိုးစလုံးရောနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနေ့9နာရီခွဲရနေပြီးတော့မနေ့9နာရီအတွင်းနဲ့နေ့2နာရီရနေပြီးတော့ညနေ9နာရီ51မိနစ်အတွင်းအချိန်ကာလကမကောင်းပါဘူး အမောင်ကာလဖြစ်ပါတယ်လက်ပွင့်ကံကောင်းစီတဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွပွားမဲ့ဂါထာအနေနဲ့ဆိုလို့ရှိရင်တော့ဂုံတော်၉ပါးကိုပတိတပတ်ပူဇော်ပေးပါကလူရမယ်ဆိုလို့ရှိရင်တော့ဩစာစီလူပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်ဂျုံလ3ရက်နေ့ အင်္ဂါနေ့ပါဂျုံလ3ရက်နေ့ကတော့ရက်ကျန်းပါတယ်မြစ်စုရုပ်နဲ့သေစီတက်တဲ့ထိကိုက်ဆုံးရှုံးမှုတွေကို ဖြစ်စေတတ်တဲ့မြစ်စုရုပ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နေ့အင်မတန်ကျန်းပါတယ် အမောင်ကာလာကတော့မနေ့3ည3ည9နာရီရနေပြီးတော့မနေ့9နာရီအတွင်းနဲ့နေ့တနာရီ12မိနစ်တကနေပြီးတော့ညနေ6နာရီနဲ့48မိနစ်အတွင်းကရှောင်းရင်အမောင်ကာလာဖြစ်ပါတယ်ဒီလိုနေ့မှာတော့ကျမကကုသိုလ်ကောင်းမှုကလွဲပြီးတော့အချားเนาะချားဟိုအောင်မြင်စေလိုတဲ့ကိစ္စတွေအစဉ်ပြေလိုတဲ့ကိစ္စတွေကိုတော့ဒါရှောင်သင့်နေလို့ကျမအနေနဲ့မြတ်တာနဲ့တိုက်တွန်းပါစေ လက်ပွင့်ကန်ကောင်းစေတဲ့အရာကတော့အဖြူရောင်ပါပဲအရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အရှိတောင်ရက်ဖြစ်ပါတယ်ရပွားရမယ်ခါရာကတော့တံပုတ်ဒီခါရာဖြစ်ပါတယ်တံပုတ်ဒီခါရာကို36ခေါက်သို့မဟုတ်ပတိတစ်ပတ်စိတ်ပြီးတော့ပူဇော်ပေးပါ အခါရစုံးကတ်မယ်ဆိုလို့ရှိရင်နော်နဝင်းစုံးကတ်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်ဂျူလ၄ရက်နေ့ဂျူလ၄ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုစောက်လုံနိုင်တဲ့သူထိယာယုံနဲ့ကြီးပွားတိုးတက်စေတဲ့ဝေနုဘာနာယုံရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့ဟာနေ့ကောင်းတစ်နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းမှာတော့ အမောင်ကာလာကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေမင်္ဂလာအခါယူပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စတွေဆိုလို့ရှိရင်တော့လှုပ်ဆောင်သင့်ပါတယ်အမောင်ကာလာကတော့ နေ့7နာရီရနေပြီးတော့နေ့7နာရီနဲ့30မိနစ်အတွင်းအချိန်အခါမကောင်းပါဘူးအဲ့တော့ဒီကာလဒီရက်ကရက်နေနေဆိုရင်တော့ရက်ကောင်းတနေ့ထဲမှာပါဝင်ပါတယ်အခါရအမောင်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေငွေကြေးဆိုင်ရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်ကံပွင့်စေတဲ့အရာကတော့နဒါယောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ် ရွပွားမယ်ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဂုံတော်ကွန်ချာရွပွားတယ်ဆိုလို့ရှိရင်တော့နော်ဘေးရန်လဲကင်းပါမယ်စီးပွားလက်လာပါလေအောများစေပါတယ်နော်လှူဒန်းရမယ်အနေနဲ့ဆိုလို့ရှိရင်တော့ جماعه လှူဒန်းရမယ်အခါရလှူဒန်းရမယ်စိုးအနေနဲ့ဆိုရင်တော့စံပြုတ်လှူပါလို့ جماعه ကမြစ်တာနဲ့တိုက်တွန်းပါတယ်9ရက်နေ့ဇွန်လ9ရက်နေ့ရတော့ အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။မာတင်ကယုတ်နဲ့မာတင်ကယုတ်ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုတ်နဲ့ပင်မန်းစင်းရဲစေတဲ့ထိကြိုက်ပျက်စီးစေတဲ့ရက်ခါတယုတ်ရတဲ့နေ့ဖြစ်ပါတယ်။နေ့မကောင်းပါဘူး။နေ့ချမ်းတဲ့နေ့မှာပါဝင်ပါတယ်။မနက်9:25မိနစ်ကနေပြီးတော့ည7:00နာရီအတွင်း အမောင်ကာလဖြစ်ပါတယ်တနေ့ကလုံးအမောင်ကာလဖြစ်တဲ့အတွက်ဂယုဒဆိုင်နေထိုင်ရမယ့်နေ့တွေမှာ ပါဝင်ပါတယ်လက်ပွင့်ကံကောင်းစေတဲ့အရာကတော့အညူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွပွားမယ့်ဂါရာကတော့တန်ဘုတ်ဒီဂါရာနဲ့တရဏဂုံ၃ပါးကိုပတိတပတ်စိတ်ပြီးပါဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိတန်ခံတရဏံကိသာမိဒါကိုပတိတပတ်စိတ်ပြီးပါ စုံးနေနဲ့လှူဒန်းမယ်ဆိုလို့ရှိရင်တော့ရေသန့်လှူဒန်းပေးပါဂျူလ6ရက်နေ့တောက်ကြနေရတော့ချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီကနေပြီးတော့နေ့တနာရီ16မိနစ်အတွင်းအမောင်ကာလဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့နေ့မနက်စောစောကနေပြီးတော့နေ့လေ7နာရီ sorry နေ့လေတနာရီနဲ့16မိနစ်အတွင်းကတော့တကယ်ကိုရှောင်းရမယ့်အမောင်ကာလဖြစ်ပါတယ်။အဲ့တော့ကိုလှုပ်ဆောင်ရမယ့်ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့ဒါညနေပိုင်းလှုပ် သင့်တယ်ပေါ့နော်အဲ့လိုပြောလို့ရပါတယ်နော်ကျမအနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဒီလိုနေ့မှာတော့ကျမကအောင်မြင်စေလိုတဲ့ကိစ္စတွေကိုကျမကလှုပ်ဖို့ဟာအတွက်ကျမအကြံမပြုပါဘူးနော်ဒီလိုနေ့မှာတော့ရှာသင့်ပါတယ်ကံပွင့်စေတဲ့အရာကတော့တနခါရောင် ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ယူပွားရမယ့်ဂါရာကတော့တံပုတ်ဒီဂါရာပဲဖြစ်ပါတယ် လူတန်းရမယ်အခါရဆွန်းဆိုလို့ရှိရင်တော့နို့ထမင်းလူတန်းလို့ရပါတယ်နို့ဆန်ပြုံလူတန်းလို့ရပါတယ်ဂျုံလ9ရက်နေ့စနေနေ့ကတော့ဆင်းရဲဒုက္ခတွေကိုတွေ့ကြုံစေရတဲ့ကာနာယုတ်နဲ့အလုံးစုံ PC အောင်မြင်စေတတ်တဲ့သိဒ္ဓိယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အကောင်းအဆိုးဒွန်တွဲနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနက် တုံညတုံညနာယီရနေပြီးတော့မနက်တုံညတုံညနာယီ48မိနစ်နော်အဲပြောမယ်ဆိုရင်တော့မနက်အစောကြီး48မိနစ်ကရှောင်းရအမှောင်ကာလဖြစ်တယ်လို့မနက်9နာယီရနေပြီးတော့မနက်10နာယီ30မိနစ်အတွင်းအချိန်ကလည်းအမှောင်ကာလဖြစ်ပါတယ်အဲတော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအမှောင်ကာလကိုရှောင်းပြီးတော့လှုပ်ဆောင်နိုင်ပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နာနေနေကတော့အရှိတောင်ရက်ဖြစ်ပါတယ်ရွပွားရမယ်ဂါတာကတော့ပုပ္ပနာသုံးတဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်စိုးနေနဲ့ကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုကတ်လူနိုင်ပါတယ်ဒါကတော့ကျမတို့တရက်နေ့ရနေပြီးတော့9ရက်နေ့အတွင်းကျမတို့နေ့အလိုက်ဆောင်ရံရှောင်းရံတွေကိုပြောပြသွားတာဖြစ်ပါတယ်